ကျွန်တော်ရဲ့မိတ်ဆွေစနေသားသမီးများလို့မိင်္ဂလာပါနော်စနေသားသမီးများအတွက်ဗတ်စင်တောက်တန်နေညနေ6:00နာရီမှာပုံမှန်တင်ပေးနေတာဖြစ်တဲ့ဒုက္ခကျေပွင့်တေတော်နမိတ်ကိုတေတော်ကတ်ခொနကတ်ချပြီးတော့ကံကြမ္မာဖတ်ကြပေးမှာဖြစ်ပါတယ်အဲ့တော့အကြောင်းပြောတဲ့ယူရမင်လာကြောင်မလာနိုင်ဘူးဒါပေမဲ့ဘေးရင်မေးခြင်းနဲ့ online ကနေပြီးတော့ hotdran မှာခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ Viber number ကနေပြီးတော့ဆက်သွယ်ပြီးတော့မှာလို့ရပါလားဟိုအိမ်ရောက်တွေ့ခြင်းနဲ့ကားရောက်တွေ့ခြင်းနဲ့ နော်နိုင်ငံခြားအမြန်သွားခြင်းနဲ့အကြောင်းမျိုးနဲ့သင်ကကြန့်ကြာနေတဲ့ကိစ္စတွေရှိတယ်။အဲ့ဒီကိစ္စတွေတွေရေရရာအကူအညီတွေတောင်းနေတယ်ဆိုရင်လည်းကျွန်တော်ရဲ့ Viber နံပါတ်ကနေပြီးတော့ဆက်သွယ်ပြီးတော့အကူအညီတောင်းခံနိုင်ပါမယ်။နောက်ဘာသာကြီးမင်းသိင်္ဂါရဲ့အကြီးနဲ့ပြတော့ပြီးပေါက်တဲ့ပရီးလေးတွေနောက်ကျွန်တော်ကိုယ်ဟန်စီရင်ထားတဲ့ဝါစိန်ကြီးအဆောင်လက်ပတ်လေးတွေဝါစိန်ကြီးလက်ဖွဲ့ဆက်လွယ်ကျိုးရဲ့ဒါတော့ဝါစိန်ကြီးအင်းစမဖျောင်းနိုင်လေးတွေဒါတော့ရနာဒီပန်ဖျောင်းနိုင်ပေါ့နေနံလိုက်ကိစ္စလိုက်ဒွန်ကြီးရတဲ့ဖျောင်းနိုင် နောက်ဇီးသားရောင်းမာတွေဒါတွေတွေပေါ့ဗျာအဲတမလာပေါင်းပေါ့အဲ့ဒီအဆောင်ရေရာတည်စည်းလေးတွေအလို့ရှိတယ်ဆိုရင်လည်းအာလာနိုင်တော့အချမ်းမလာဝယ်လို့ရပါတယ်မလာနိုင်ဘူးဆိုရင်လည်း Viber နေပြီးတော့ဆက်သွယ်ပြီးတော့မာနိုင်ပါတယ်เนาะကျွန်တော်ရဲ့ Viber နံပါတ်ကတော့39962395လုံးခုနဲ့အဲ့ဒီနံပါတ်လေးတုံးပါတယ်နောက်ငွေတော့နံပါတ်အဟောင်းဖြစ်တယ်39992290တဲ့နံပါတ်ကိုလည်းအသုံးပြုပါတယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်เนาะ တော့စနေသားသမီးတွေတွေကြာလာတဲ့တေရိုနမီတွေကိုပထမဆုံးပြောပါမယ်ပေါ့နော်အမေရိကငွေကြေးနဲ့ပတ်သက်တာပေါ့ပထမသားသမီးတွေရဲ့ကံတရားမှာအကောင်းဆုံးပေါ့ဒီတေရိုကခုနှစ်ကတ်ကိုကြည့်လိုက်တဲ့ဒီမှာအရင်တိတာထင်ရှားစွာနဲ့ကောင်းနေတဲ့နမိကဆိုရင်တော့ငွေကြေးနဲ့ပတ်သက်တဲ့ကံပါငွေကြေးနဲ့ပတ်သက်တဲ့ကံတော်မှာကျတော့ဒသန်းနဲ့ဒသန်းဆိုတာနေမင်းကပေါ့နော်နေမင်းရဲ့သဘောကထုံးလင်းတဲ့သဘောဖြစ်တယ်တောက်ပတဲ့သဘောဖြစ်တယ် အဲ့နေမင်းလင်းရောင်ရောင်မှာအောက်မှာပန်းတွေဖူးပွင့်ဝေစာနေတဲ့သင်္ကေတနမိတ်ဖြစ်တယ်။အဲ့နေမင်းရဲ့သားတော်ဟာပျော်ရွှင်မြူးတူးနေတဲ့ကန်တောင်နမိတ်ဖြစ်ပါတယ်။အဲ့တော့စနေသားသမီးတွေတော့ဒီကားလာတွေမှာငွေကြေးနဲ့ပတ်သက်တဲ့ကန်ကားတွေတော်တော်လေးကောင်းနေတတ်ပါတယ်။ဝေဒီယိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာရတတ်တယ်။ဝေဒီနဲ့ပတ်သက်တဲ့ပူပန်သောကတွေဟာပြည်လည်သွားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။စုံးမလို့လို့ဖြစ်နေတဲ့ငွေတွေပြန်ပြီးတော့ဝင်လာတတ်ပါတယ်။ ကြောက်ခဲကိုရေပေါ်ဆိုလို့ပေါ့နော်ကြောက်ခဲရေပေါ်သလိုပေါ့အခုအနေနဲ့ဟာဒါတွေကတော့မရနိုင်တော့ဘူးဒါမျောလင်းချက်မရှိတော့အဲ့လိုမျိုးလုံးဝကိုတင့်နေတဲ့အခြေအနေကနေပြီးတော့အဲပြန်ပြီးတော့သတင်းကောင်းတွေကြားမယ်ခြေနေကောင်းတွေကြားမယ်အပူနေကောင်းတွေရတဲ့နောက်ငွေသေးတဲ့ပတ်သက်တဲ့အခက်အခဲကြုံနေတဲ့စနေသားသမီးတွေအတွက်ဒီကားမှာထူးခြားတာကတော့ရုတ်တရက်အဲအရန်ဟိုပဲတော်စရာကောင်းတော့တဲ့အကူအညီတွေဝင်ရောက်လာတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲတော့ငွေချင်းနဲ့ပတ်သက်တဲ့ကမ်းပါတာတော်တော်လေးကောင်းပါ တော့ကျမ်းမာရေးတဲ့ကျမ်းမာရေးကတော့ဒုလူလင်တော့စိုးစိုးရွားရွားအညံ့ခိုက်တွေတီတီမာမာအညံ့ခိုက်တွေမရှိပါဘူးကျမ်းမာရေးကန်တာတာလေဒါကောင်းတယ်လို့ယူဆရမယ့်ကန်တမမျိုးရှိတယ်အဲ့တော့ကျမ်းမာရေးညံ့နေတော့ကျမ်းမာရေးတွေပြန်ပြီးတော့တောင်းနိုင်တယ်အလုံးနဲ့ပတ်သက်တဲ့နမိတ်မှာကျတော့တဖူးတဲ့တဖူးဆိုတာကျွန်တော်တို့မြန်မာလူပြောမှတဲ့အယူကပ်ပါဗျာအဲ့တော့အလုံးကိုင်းနဲ့ပတ်သက်ရင်တော့တဲ့ရှေ့တူဝကဲနောက်စွာကဲအခြေအနေတွေကြုံမယ် ဟိုအလောကအကောင်းလုံးတို့ဒီအလောကအကောင်းလုံးတို့ ਨੇ အချိန်ကုန်သွားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့အလောက gain ဟောကုမ္ပဏီဝန်ထမ်းအလုပ်လုပ်နေတဲ့သူတွေဆိုရဝန်ထမ်းအလုပ်လုပ်နေတဲ့သူတွေဆိုရင်အဲ့ဒီအလောက gain နေပြီးတော့ trap ပြင်ခြင်းသိတွေပေါက်သွားတတ်တယ်စက်မလို့ကျင်တော့ဒီလိုကြီးကိုနားပလိုက်မယ် trap plan ဟောကိုဝိုင်းဒီဘိုင်းလုပ်ငန်းလုပ်နေတဲ့သူတွေဆိုရင်လည်းဒီလိုကြီးကိုလုံးဝရပ်တန့်ပလိုက်ခြင်းသိတွေပေါ်ပေါက်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ် အဲ့တော့လုံးနဲ့ပတ်သက်ပြီးတော့ညွန်သားတွေကဘာဖြစ်မလဲဆိုရင်စနေသားသမီးတွေအတွက်စီးပွားရေးအလုပ်အကိုင်းအကြံစီတွေနဲ့ပတ်သက်တဲ့ညွန်သားတွေကဘာလဲဆိုတော့ညင်ညင်နေတင်တာပေါ့ဒီတွေကဘာမှဟိုမဆုံးဖြတ်ချက်ဆိုတဲ့တဲ့မချမှတ်တင်ပေါ့အဲ့ဒီလုပ်ကလေးကိုပဲဒီတိုင်းလေးမှေ့ပြီးတော့လုံးတင်တဲ့အချိန်ကမှဖြစ်ပါကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကန်နေတဲ့လူကလည်းစီးပွားရေးအပြောင်းအလဲတွေမလုပ်နဲ့ရောလုပ်ငန်းတိုးချဲ့တာတွေလုပ်ငန်းရပ်ဆိုင်တာတွေလုပ်ငန်းအပြောင်းအလဲတွေမလုပ်တဲ့ တို့ကကော်မတီဝန်ထမ်းထွက်ချင်သေးပေါင်းနေတယ်မထွက်နဲ့အစိုးရဝန်ထမ်းထွက်ချင်သေးပေါင်းနေတယ်မထွက်နဲ့ဒီချိန်မှာအလုံးနဲ့ပတ်သက်ရင်ကြီးကြီးမားမားအပြောင်းလဲဆုံးသက်ချက်အပြောင်းလဲတွေမချမှတ်သင့်မင်းနဲ့လက်ရှိအခြေအနေလေးကိုမရင်းရင်တော့အောင်မှေ့ပြီးတော့နေတိုင်းပြုလုပ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲဒီကလာမှာကျွန်တော်တို့စနေသားသမီးတွေရဲ့အလုပ်ဂိုင်းတွေအကြံတွေစိတ်ကူးတွေနဲ့ပတ်သက်ပြီးတော့လုံးရင်ကောင်းမလားမကောင်းဘူးလားလုံးတင်လားမလုံးတင်ဘူးလားဆိုရင် လောလောဆယ်တော့အဆုံးဖြတ်ချက်မချမှတ်နဲ့ဟိုပဲပြောရမှာဖြစ်ပါနော်လူမှုရေးပေါ့နော်လူမှုရေးလည်းပါသေးတယ်နော်သူကနှလုံးသားမှာဓာတ်လုံးလက်ဆိုင်နေတယ်ကံကြမ္မာနမိတ်ကြအဲလူမှုရေးကံတော်တာမကောင်းလူမှုရေးနောက်ချက်တွေပေါ်တတ်တယ်အထူးသတိထားပြင်တယ်ပေါ့နော်အဓိကတော့ယောက်ျားနဲ့မိန်းမမိန်းမနဲ့ယောက်ျားစုတွေပွေလီမှုတွေကြောင့်စိတ်တော့ကရောက်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ကိုယ်လိန်ညာလှေစားမာယာများတဲ့သူနဲ့ကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ် ောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်လည်းနည်းနည်းလေးပူပန်သောကများတဲ့များတဲ့ဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့စိတ်တူအပ်တတ်တယ်ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့ဒေါသထွက်ရတတ်တယ်တောကဖြစ်ရတတ်တယ်ဆွေမျိုးသားချင်းတွေနဲ့ဝလန်းခွဲရတတ်တယ်ပေါ့နော်နောက်ဒီကတော့မှစက်တူစေရဘူးလေပေါင်းဆက်လေးတွေရှောင်းတင်ပါနောက်ပြင်သာရေးကဏ္ဍတွေမှာကျတော့ queen ဆိုတာဘယင်မနမိတ်ကြတယ်နမိတ်အတိုင်းဆိုရင်တော့တော်တော်လေးကောင်းတာအဲ့တော့အရန်ကောင်းတယ်ငန်းတဲ့မဟုတ်ကောင်းတယ်ပြင်သာရေးခံတော်တာတော်တော်ကောင်းတယ် သာဝတ်ကြည့်ဖို့ကြိုးစားနေတဲ့ပင်ရန်တက်ဖို့ကြိုးစားနေတဲ့နိုင်ငံတော်ပင်သာတော်တင်သွားဖို့ကြိုးစားနေတဲ့စနေသားသမီးတွေအတွက်တူတူကြအောင်မြင်မှုရတဲ့အချိန်ကလာမျိုးဖြစ်ပါလား။နောက်ချေးရောင်းနေတဲ့ပတ်သက်တဲ့ကန္နာမှာကျတော့ကင်းဆိုဗရင်နမိတ်ပါနော်။ဗရင်နမိတ်ကကျတော့ဂေါ်လီကောင်းပါ။အချေးကိုအကြောင်းပြုပြီးတော့စေချမ်းသာမယ်။အင်တော်ရင်းနဲ့ပတ်သက်ပြီးတော့စေချမ်းသာ။အဖက်ဘက်ကနေပြီးတော့အစဉ်ပြေမယ်ပေါ့နော်။အဲတော့ဒေါ်လီကောင်းပါ။အချေးအဲတော့စနေသားသမီးတွေကိုခြုံငုံပြောရရင်တော့အချေးအင်တော်ရင်းကန္နာကောင်းမယ်။ ဒီကငွေချင်းနဲ့ပတ်သက်တဲ့ကန္တရာတွေကောင်းမယ်ကျမကြီးနဲ့ပတ်သက်တဲ့ကန္တရာဒီတွေကောင်းမယ်တင်ရည်ကန္တရာတွေမှာကောင်းတယ်ပေါ့နော်အဲ့တော့အလုံးနဲ့ပတ်သက်တာရယ်ဆွေမျိုးသားချင်းရယ်လူမျိုးရေးတွေမှာတော့နည်းနည်းအခက်အခဲလေးကြီးကြုံရတတ်ပါတယ်ဆိုတော့စနေသောင်းကြီးတွေအတွက်အကျိုးပေးတယ်ကံကောင်းတဲ့အရာဆိုရင်အစင်းရောင်နဲ့အပြာရောင်နဲ့ကောင်းပါတယ်ဒီလိုဓာတ်တွေကံနမဲတို့ဓာတ်တွေဝါဒနာပါတဲ့စနေသားသမီးတွေဆိုရင်တို့လေးစား6စုံလို့6စား4စုံလို့စတဲ့နံပါတ်တွေရှားပြီးတော့ထုတ်တင်ပါတယ် ။အဲမြတ်စွာဘုရားရှင်ကိုတော့မြတ်ကြီးတို့တရားတဲ့ပကံပေါ့နော်။တရားတဲ့ပကံကတ်လူပူဇော်ပြီးတော့ဆုတောင်းမှာအញ្ញံခိုက်တွေတည်ရောက်ပြီးတော့ကောင်းကျိုးလိုရာဇန္နာရရှိစေမှာဖြစ်ပါတယ်။သနေသာသမီးကျောင်းရဲ့မိစေပေါင်းလည်းကိုကျမ်းမှာစေချမ်းသာပြီးတော့လိုရာဇန္နာကလုံးတော်ရတဲ့ရရှိနိုင်ပါစေ။ကျန်တဲ့အောင်ဆောင်နိုင်မြောက်ကြပြီးတော့စီဝါဥစ္စာတွေတုတ်တက်နိုင်ကြပါစေလို့ဤတော်မင်္ဂလာချမ်းလေးလိုက်လိုက်လေးလေးဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။